ဆယ်လီလုံးပြီလို့သူတို့ရဲ့ဘဝတွေဒီလိုပြောင်းလဲသွားခဲ့တယ်မြန်မာနိုင်ငံမှာစီးပွားရေးမလုပ်တတ်ရင်ဆယ်လီလုံးဆိုပြီးတော့အမနာပါပြောရလောက်အောင်ကိုဆယ်လီအရေးအတွက်ကများပြားလာခဲ့ပါတယ်ဟုတ်ပါတယ်ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းပြည်တွင်းပြည်ပစစ်ဘေးစစ်တမ်းအမျိုးမျိုးတွေကြောင့်တိုင်းပြည်ဟာမငြိမ်မသက်ဖြစ်ရာကနေပြီးတော့တအူးချင်းဝင်ဝင်ကလည်းအလွန်ကိုမှနှဲပါလာခဲ့ပါတယ်မြန်မာနိုင်ငံကလူငယ်အများစုကပြည်ပထွက်ပြီးအလုပ်လုပ်နေကြရပါတယ်နိုင်ငံတွင်းမှာကြံခဲ့တဲ့လူငယ်တွေဟာလည်းအလုပ်ကန်ရှားပါတဲ့ဒဏ်ကိုအလွယ်လဲခံစားနေကြရပါတယ်ဒီလိုအခြေအနေမျိုးမှာလူတွေကတတ်ရှင်ရည်တည်နိုင်မှုအတွက် ဆယ်လီအလုပ်ကိုရွေးချယ်လာခဲ့ကြပါတယ်။ဟုတ်ပါတယ်။ social media platform ပေါ်မှာ influencer တယောက်ဖြစ်လာဖို့ဆိုတာကပုံကြလုံး internet line နေနဲ့လူတွေကိုဆဲဆောင်နိုင်တဲ့ကိုပိုင်ရည်ချင်းတချို့ရှိနေရင်ကိုအလုပ်ဆလုပ်လို့ရနေပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးအရင်းနှီးနည်းနည်းလေးပဲသုံးပြီးတော့ဇွဲလုံးလာရှိရှိနဲ့သာ design မမတ်စူးစမ်းသွားမယ်ဆိုလို့ရှိရင်အချိန်တိုလေးအတွင်းမှာပဲဆယ်လီတယောက်ဖြစ်လာပြီးတော့ကိုပိုင်ဝင်ငွေတွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာကတော့ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ဆယ်လီတချို့အကြောင်းကိုပြန်ပြီးတော့ဖောက်တယ်ချပြီးမှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ဆဲလီတွေအများကြီးပဲရှိပါတယ်ဒီထဲမှာမှအောင်ချမ်းအင်းဆိုတဲ့ဆဲလီတယောက်လည်းပါဝင်ခဲ့ပါတယ်သူကမကြခင်ကမှရဟန်းခန့်ရှင်ပြူလှူပွဲကြီးကိုချင်းချင်းတဲဆင်နွဲခဲ့တဲ့သူတယောက်ဖြစ်ပါတယ်သိမ်းမောင်းများစွာအကုန်ခံပြီးတော့လှူဒန်းနိုင်ခဲ့တာကသူ့ရဲ့ဆဲလီလုပ်ငန်းကရရှိခဲ့တဲ့ဝင်ငွေတစ်ခုတည်းနဲ့လှူဒန်းခဲ့တာပဲဖြစ်ပါတယ်အောင်ချမ်းအင်းဆိုတာကတော့ဇလန်းတိုလေးတွေချမင်းစပြတဲ့ဗီဒီယိုအကျိုးလေးတွေကိုပုံမှန်တင်ပြီးတော့ဆဲလီဖြစ်လာတဲ့သူတူပဲဖြစ်ပါတယ်အခုဆိုရင်သူကအောင်မြင်တဲ့ဆဲလီတူဖြစ်လာတာနဲ့အမြဝင်ငွေတွေကလည်းကောင်းလာပြီးတော့သူ့ရဲ့အောင်မြင်ချောချမှုကြောင့်အမှုပညာ ရှင်တွေကပါဝန်းရံလာတဲ့အထီးပါပဲ။နောက်ထပ်တစ်ယောက်ကတော့ချင်းမောင်းတယ်လေးဘွားကနေနာမည်ကျော်ဆယ်လီတစ်ယောက်ဖြစ်လာခဲ့တဲ့ဖတ်တီမာပဲဖြစ်ပါတယ်။ဖတ်တီမာကတော့သူ့ရဲ့စီးပွားရေးကိုရိုးရိုးသားသားရှာဖွေနေရင်းကနေပြီးတော့ဆိုရှယ်မီဒီယာကျေးဇူးနဲ့အခုဆိုရင်တိုင်းတိပြည်တိဆယ်လီကြီးတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။ဆယ်လီဖြစ်လာတဲ့အကျိုးကျေးဇူးကြောင့်သူ့ရဲ့မူလစီးပွားရေးဖြစ်တဲ့ချင်းမောင်းဟာလက်မလဲအောင်ရောင်းလာခဲ့ရပြီးတော့တစတစနဲ့စီးပွားကျိုးလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။အခုချိန်မှာတော့ဖတ်တီမာကဘုရားတဆူကိုတော့မှမတီအလှရှင်အဖြစ်လူတန်းနိုင်လောက်အောင်အထိစီးပွားရေးခိုင်မာလာခဲ့ပြီပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဒါဟာဆယ်လီဖြစ်လာရတဲ့အကျိုးကျေးဇူးလို့ပြောမယ်ဆိုရင်လည်းမှားမယ်မချင်ပါဘူးနော်။နောက်ဆုံးတစ်ယောက်ကတော့ရေစရာဟာသတွေနဲ့ပရိသတ်ချက်အောင်နေထိုင်တက်လို့ပရိသတ်ရဲ့အသေးကြော်လေးဖြစ်လာတဲ့ဖြူဖြူထွေးပဲဖြစ်ပါလေ။ဖြူဖြူထွေးဟာလည်းချစ်စရာရုပ်ခန့်လေးမှာရှင်နာနောက်ပြောတက်လို့တက်တာလေးတွေကြောင့်နာမည်ကျော်လာတဲ့ဆယ်လီတစ်ယောက်ပဲဖြစ်ပါလေ။ဖြူဖြူထွေးကလည်းတာမန်ဆယ်လီဘွားကနေပြီးတော့ပရိသတ်မြောင်စားလို့အမှုပညာရှင်တစ်ယောက်အဖြစ်ထွန်းထောက်လာခဲ့သူတစ်ယောက်ဖြစ်ပါလေ။ထွန်းထောက်လာတာရဲ့နောက်မှာခိုင်မာတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုကလည်းကပ်ပါလာခဲ့ပါလေ။ဒါကြောင့်လည်းသူ့ရဲ့မွေးနေ့မှာအလှူကြီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ အလှူကတော့ရွာငားရွာမှာထမင်းအဝကျွေးပြီးတော့ဗလာမပါကန်ဆတ်မဲတွေကိုပျော့ပျော့ရွှင်ရွှင်နှိုက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီအလှူမှာတုံးခဲ့တဲ့ငွေတွေအလုံးကသူ့ရဲ့ဆဲလီအဖြစ်လောက်ကင်ပြီးတော့ရရှိလာတဲ့ဖြူစင်တဲ့လောက်အားခါတွေပဲဖြစ်ပါတယ်ဒီလိုမျိုး social influencer ဘဝကိုရွေးချယ်ပြီးတဲ့နောက်ပိုင်းမှာဘဝတစ်စစ်ချိုးအောင်မြင်သွားကြတဲ့သူတွေအများကြီးပဲဖြစ်ပါတယ်အောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာအခြေခံမှတဲ့အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းရင်းနှီးလောက်ကင်လာနိုင်တာကြောင့်အတော်အသင့်ကျွယ်ဝပြည့်စုံလာကြတာလည်းဖြစ်ပါတယ်ဒီလိုအကြောင်းတွေကြောင့်ပဲလူတွေကဆဲလီဘဝကိုရွေးချယ်လာကြတာဖြစ်ပါတယ်ပရ ိသတ်တို့အနေနဲ့လည်းအရင်းအနှီးများများစိုက်ထုတ်ရှာမလို့ပဲနဲ့ဝင်ဝင်ပေါများပြီးတော့ခုလိုမျိုးအလူကြီးတွေပေးနိုင်ကြတဲ့ social influencer ဘဝကိုအားကျနေကြပြီလားဆိုတာကိုပြောပြခဲ့ကြပါအောင်ရှင်။